ပရီးမီယာလီဂ်ရဲ့တန်ဖိုးအမြင့်မဆုံးအသင်းဖြစ်ရက်တည်နေစေမန်ယူလက်ရှိမန်ယူကတမန်တော်အညံ့ဆုံးမန်ယူအသင်းဖြစ်နေပေမဲ့ကမ္ဘာတန်ဖိုးအမြင့်မဆုံးဘောလုံးကလပ်အသင်းစီးရင်ဝင်နေစေပါပဲနံပါတ်ကျော် Force Banner မဂ္ဂဇင်းကတန်ဖိုးအမြင့်မဆုံးကလပ်အသင်းစီးရင်ထုတ်ပြန်ကြေညာမှာမန်ယူအသင်းက Reno ဒုတိယတန်ဖိုးအမြင့်မဆုံးအသင်းဖြစ်ရက်တည်နိုင်ခဲ့တာပါမန်ယူအသင်းက2023-24ရာသီမှာဝင်ငွေပေါင်သန်း620ပိုင်ဆိုင်ခဲ့ပြီးသူတို့အသင်းရဲ့တန်ဖိုးက ပေါင်း4.6ဘီလီယံရှိခဲ့ပါတယ်။မန်ယူတင်က2023-24ရာသီမှာပရီးမီယာလီဂ်အဆင့်၈နေရာသာရပ်တည်ခဲ့ပေမဲ့အသင်းတန်ဘူးကတော့တရာခိုင်နှုန်းမြင့်တက်ခဲ့တာပါ။ပြီးခဲ့တဲ့2024-25ရာသီကုန်ဆုံးချိန်မှာတော့မန်ယူတင်ကဖလားလက်မဲ့ဖြစ်သလိုပရီးမီယာလီဂ်အဆင့်15နေရာသာပိုင်ဆိုင်လို့ဥယျာဉ်ပြိုင်ပွဲဝင်ခွင့်မရပေမဲ့ကမ္ဘာတဝန်းအကျော်ကြားဆုံးနဲ့တန်ဘိုးမြင့်မာဆုံးဘောလုံးကလပ်အသင်းစင်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာမန်ယူကကျွေးမီပေါင်း1ဘီလီယံရှိနေသလို2023-24ရာသီမှာလည်းအရှုံးငွေပေါင်း113တန်းရှိခဲ့တာပါ။ ကမ္ဘာတန်ဖိုးအမြင့်ဆုံးဘောလုံးကလပ်အသင်းဖြစ် Real ကအမေရိကန်ဒေါ်လာ6.5ဘီလီယံနဲ့ရပ်တည်နေပါတယ်။ Real အသင်းရဲ့ဝင်ငွေကလည်းအမေရိကန်ဒေါ်လာတန်တထောင်ကျော်ခဲ့တာပါ။2023-24ရာသီမှာဝင်ငွေအမေရိကန်ဒေါ်လာ900တန်းရပြီး Premier League ကလပ်အသင်းတွေရဲ့ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ Man City အသင်းရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ9.3ဘီလီယံရှိပြီးတန်ဖိုးအမြင့်ဆုံးဘောလုံးကလပ်အသင်းစင်းရဲ့အဆင့်9နေရာမှာရပ်တည်နေပါတယ်။လက်ရှိ Premier League Champion Liverpool ကတော့2023-24ရာသီမှာဝင်ငွေအမေရိကန်ဒေါ်လာ983တန်းရခဲ့ပြီးတန်ဖိုး အမေရိကန်ဒေါ်လာ9.4ဘီလီယံနဲ့တန်ဖိုးမြင့်မားဆုံးဘလုံးကလပ်အသင်းစင်းရဲ့အဆင့်၄နေရာမှာရပ်တည်နေပါတယ်။ဘယ်အသင်းပြိတ္တတွေအတွက်တော့သူတို့အသင်းကအောင်မြင်မှုရဲ့အဝေးဥရောပပြိုင်ပွဲဝင်ဝင်နေရဲ့အဝေးကိုရောက်ကခွက်ခွက်လောင်ညံ့နေပေမဲ့ပရီးမီးယားလီဂ်မှာတန်ဖိုးအမြင့်မားဆုံးအသင်းဖြစ်ရပ်တည်နေလို့ဂျန်ဖန်ကဂုံစာခွင့်ရှိနေတာတော့မှန်ပါပဲ။ MLS Sport မှာတင်ဆက်ပါရင်ဘလုံးနဲ့ပတ်သက်တဲ့အားစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးကြပါဦးနော်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။